မင်္ဂလာပါရှင်ဗမာကတိသတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးမနက်9:00နာရီသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ပြည်ပရောက်လူငယ်များကိုစမုထန်ငံရန်ကိုစားမဲနိုင်ခိုင်းနေပြီးမြန်မာနိုင်ငံသို့ပြန်လာစမုထန်စီစာတင်စီရောစမုထန်ပြက်ကွက်သူများကိုအမြေပြက်နေရန်ပေးကြီးညာရန်အစဉ်များစွာထားရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင် ပြပရောက်လူငယ်များကိုစမုထန်ငရန်ကိုစားမဲနိုင်ကိုင်းနေပြီးမဲပေါက်သူပြပရောက်မြန်မာများအနေဖြင့်မြန်မာနိုင်ငံသို့ပြန်လာစမုထန်စေရေးစီယုံသည့်နီလန်ကိုအုံပြုမိဖြစ်ကပြက်ကွက်သူများကိုအမိပြက်နေရန်ဘေးချိန်ညာရဲ့အဆင်များစွာထားရှိကြောင်းရန်ကုန်တိုင်းမြို့နယ်စမုရန်စင်ခေါ်ရေးအဖွဲ့ဝင်တို့ကရန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောဆိုသည် ရခုမက်ရှလာတွင်မြို့နယ်ရပ်ကွက်နှင့်ကျေးရွာများတွင်တကောင်စင်းကိုခြေခံ၍လူငယ်များကိုကိုရိုင်းတော်၎င်းမိဘများကားတော်၎င်းကိုစားစစ်မှုတန်းခိုင်ရန်မဲနိုင်ခိုင်းနေကြောင်းရင်းတို့မဲနိုင်ခိုင်းနေလူငယ်များစီရင်တွင်ပြည်ပရောက်လူငယ်များအလုံးကိုလည်းထဲသွင်းထားကြောင်း ကိပယမြန်မာလူငယ်များကိုစားမိဘသို့မဟုတ်ဆွေမျိုးတဦးကလာရောက်မဲနိုင်ရမည်ဖြစ်ပြီးအကယ်၍မလာရောက်ပါကသက်ဆိုင်ရမျိုးနှင့်ရက်ွက်နှင့်ဈေးရစမှုရန်စင်ခေါ်ရေးဖွဲ့ဝင်များကကိုစားမဲနိုင်ကြမည်ဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များအလုံးစစ်မှုထမ်းမဲနိုင်ရန်အကြံဝင်ကြောင်းသိရှိရသည် ငွေကြေးချင်းချောက်တောင်းတာတွေမတမာမှုတွေအရန်ဖြစ်လို့မြို့နယ်လုံးကျရွက်ကွက်နဲ့ကျင်းရွာလုံးကျမဲနိုင်ပြီးမဲပေါက်သူကိုပဲစစ်မှုရန်ဆင်ခေါ်တဲ့စနစ်ကိုစတုံးနေပါတယ်။ ကကောင်စင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်16ရှစ်နဲ့မှအသက်35နှစ်အတွင်းမြည်သည့်လူငယ်အမျိုးသားမစိုးမဲနိုင်ခိုင်ပါတယ်။ပြည်ပရောက်လူငယ်တွေအားလုံးလည်းမဲနိုင်ရမယ့်စီရင်မှာပါဝင်ပါတယ်။ပြည်တွင်းမှာရှိတဲ့လူငယ်တွေဆိုရင်ကိုရိုင်းလာနိုင်ရမယ်။မရှိရင်တော့မိဘသူမို့ဆွေမျိုးတို့ကမဲလာနိုင်လို့ရတယ်။အကယ်၍ဘယ်သူကမှမဲလာမနိုင်ဘူးဆိုရင်သက်ဆိုင်ရာရက်ကွက်ဈေးရွာစစ်မှုရန်စင်းခေါ်ရေးအဖွဲ့ဝင်တို့ကမလာရောက်သူတို့ကိုစားမဲနိုင်ပြီးမှဖြစ်ပါတယ်။မဲပေါက်သွားရင်လည်းအင်းကိုအကြောင်းကြားမှာ ြစ်ပါတယ်ဟုမြို့နယ်စစ်မှုရန်စင်ခေါ်ရဲ့ဖွဲ့ဝင်တူကရွှေကုန်ခေတ်တည်ရင်ဌာနတန်းတို့ပြောဆိုသည်၎င်းစည်းရုံးကိုအခြေခံ၍စစ်မှုထမ်းရမည်လူငယ်များစည်းရုံးကိုပြုစုမဲနိုင်ခိုင်ခြင်းဖြစ်၍ပြည်ပရောက်မြန်မာလူငယ်များအားလုံးလည်းမဲနိုင်ရသည့်စည်းရုံးတွင်အကျုံးဝင်ကြောင်းပြည်ပရောက်မြန်မာလူငယ်များနှင့်ပတ်သက်၍အမိမြန်မာနိုင်ငံသို့သာပြန်လာစစ်မှုထမ်းစေရေးစည်းရုံးရေးနှီးလမ်းဖြင့်ဆောင်ရွက်ရန်သက်ဆိုင်ရာစစ်မှုရန်ဆင့်ခေါ်ရေးဘုဟုအဖွဲ့ကညွှန်ကြားထားသောသိရှိရသည်။ ပြည်ပရောက်မြန်မာလူငယ်တွေတဲ့စစ်မှုတံမိုးမဲပေါရင်အဲ့ဒီလူငယ်ကိုမိဘတို့မို့ဆွေမျိုးတွေကအကြောင်းကြားခိုင်းနေပြည်ပရောက်လူငယ်တွေအနေနဲ့ဘယ်တော့လောက်ပြန်လာပြီးစစ်မှုတံမိုးအဆင်ပြေမလဲသူအဆင်ပြေမဲ့အချိန်တခုကိုစောင့်ဆိုင်ပေးမယ်ဒါကတစ်ချက်နောက်တစ်ချက်ကတော့အကယ်၍ပြည်ပရောက်နေတဲ့လူငယ်ကပြန်လာဖို့အဆင်မပြေသေးဘူးမိသားစုစာဝတ်နေရေးအတွက်ပဲသူ့ကိုပဲမိခိုးနေရရင်မိသားစုထဲမှာဘယ်သူကပြည်ပရောက်လူငယ်ကိုစာစစ်မှုတံပေးနိုင်မလဲဒီလိုမျိုးနဲ့လည်းအဆင်ပြေအောင်လုပ်ပေးလို့ရတယ် နောက်ဆုံးကတော့ပြည်ပရောက်လူငယ်ကလည်းပြန်မလာနိုင်မှုမိသားစုထဲမှာလည်းကိုစားဆက်မှုထမ်းပေးမဲ့သူတွေမရှိဘူးဆိုရင်နှီးဆက်ရာဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေတဲ့ကကိုစားဆက်မှုထမ်းပေးမဲ့သူရှိသလားရှာပေးကြည့်ရင်လည်းအစားထိုးဆက်မှုထမ်းလို့ရအောင်စီစဉ်ပေးမယ်ကျွန်တော်တို့ကတော့စီယုံရင်နှီးလန်းနေပဲတော့ဖို့ညွှန်ကြားချက်ပေးပါရဲဟုလကောင်းကဆက်လက်ပြောဆိုသည် ပြည်ပရောက်မြန်မာလူငယ်များစစ်မှုထမ်းစေရအတွက်စီးရွေးရည်နီလန်းဖြင့်သာအပြုသဘောဆောင်ရွက်ရမည်ဖြစ်တော်လဲကိုစားစစ်မှုထမ်းရှာဖွေမပေးနိုင်ရင်သက်ဆိုင်ရာမိဘနှင့်ဆွေမျိုးများပေါ်ဖိအားများရှိမည်ဖြစ်ကြောင်းစစ်မှုမထမ်းသောပြည်ပရောက်လူငယ်များ၏မိဘဆွေမျိုးများကိုပြည်သူစစ်မှုထမ်းဥရေအရာအရေးယူနိုင်ကြောင်းထို့ပြင်စစ်မှုထမ်းရန်ပြက်ကွက်သောပြည်ပရောက်မြန်မာလူငယ်ကိုလည်းအမည်ပြည့်စည်ရင်တွင်ခြင်းပြည်သူစစ်မှုထမ်းဥပဒေအရတရားစွဲရေးဝရမ်းပေးစည်ရင်တွင်ခြင်းနိုင်ငံကိုလက်မှတ်တည်တံ့ကျိုးပိတ်ပင်ခြင်းအပါအဝင်အရေးယူမှုများစွာလို့ ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်စစ်ကောင်စီကရခုမက်စလာဆန်မိုင်းမှစတင်၍နိုင်ငံတော်နှင့်လူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတွက်အစုလိုက်အပြုံလိုက်မဲနိုင်ပွဲများကိုဇက်တိုက်ကျင်းပလျက်ရှိကြောင်းသိရှိရသည်ဆလဗီတဝဲမျိုးပေါ်မှာဒေတာကန်20ကျော်ကိုစက်ကောင်စီဝင်ရောက်ဖမ်းဆီးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းတဝဲမြို့အင်ရှိပြင်းရက်ကွက်အဝေးပြေကောင်းဝင်းအနီးကလိုင်းငင်းတစ်ခုကိုစစ်ကောင်စီတပ်ကဝန်ရောက်စီနေမိနောင်ဒေသခံပြည်သူ20ကျော်ကိုဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံမိသားစုဝင်တွေကတန်လွင်တိုင်းကိုပြောပါရယ်အင်အား40ကျော်ပါတဲ့စစ်ကောင်စီပူပေါင်းဖွဲ့တွေဟာမတ်လ25ရက်နေ့နေ့လယ်တနိုင်းချိန်ခန့်မှာအဝေးပြေကောင်းဝင်းအနီးကလိုင်းငင်းတစ်ခုကိုဝန်ရောက်စီနေခဲ့တာဖြစ်ပါရယ် အရိစီနယ်မော်တွင်အသက်50ရွယ်ကျော်အေဒီရာပါဝင်အသက်20ကနေ60ကြားရှိတဲ့အမျိုးသားအမျိုးသမီး20ကျော်ဖမ်းဆီးခံလိုက်ရပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာအေဇင်မတိုင်တာအေဇင်တိုင်ပြီးနောက်သမက်ရဲလွန်နေတာတချို့ကတော့ပြည်သူ့ကော်ရီတပ်ဖွဲ့ PDF တန်ထောက်ဖို့လုပ်နေတဲ့ဆိုရက်ဆွဆွဲချက်တွေနဲ့ဖမ်းဆီးသွားတာပါ။ဖမ်းဆီးခံရသူတွေဟာစစ်ပေးရှောင်းတွေနဲ့ရွှေပြောင်းလုပ်သားတွေအများစုပါဝင်ပြီးသူတို့ကတော့တဝဲမျိုးမရဲစခန်းနဲ့စစ်တပ်ထဲဖမ်းခေါ်သွားပြီးထိန်းသိမ်းထားတာမက်စလ26ရက်နေ့ မနက်ပိုင်းထိပြန်မလွတ်လာသေးဘူးလို့သိရှိရပါတယ်။ထဝယ်မျိုးပေါ်မှာအခုလမက်လနောက်ဆုံးဘက်အတွင်းအေဇင်အပောင်းဝင်စမုတန်အကြောင်းပြကြတဲ့ဖန်ဆီးခံရသူ40ဝန်းကျင်ရှိတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ဒေတာရင်းသူတေသနာဖွဲဖြစ်တဲ့ FE5 တနင်္သာရီအစီရင်ခန်းစာရတနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလတလတွင်စစ်ကောင်စီရဲ့အကြောင်းမျိုးမျိုးပြဖမ်းဆီးမှုကြောင့်ဒေတာခံပြည်သူ326ဦးထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။ ဆလဘီရေစုံကိုဆန်ကပြန်ခဲ့ပြီဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင်။ ARE တိုင်းနစ်စတူရန်ကီလိုမီတာအပြင်13,590ကျဲဝမ်းပြီ2014တကောင်စီအရာလူဦးရေ6တသမတသန်းရှိသည့်တိုင်းနယ်ပြည်နယ်ဆလေးကိုရင်းဒုတိယလူဦးရေအများဆုံးဒေသကြီးလည်းဖြစ်သည့်နိုင်ငံရေးစပယ်ကြီးကိုတင်စားခေါ်ဝေါ်ရာအရေးလည်းဖြစ်၍တိုင်းပြည်စည်းဝေးရေးအတွက်လွန်ဆောင်မှအရေးပါသည်ဟုဆိုရမည်ဖြစ်သည့်2021ဆန္ဒသိမ်းသည့်အချိန်တွင် ARE လူတို့သည်အခြားသောဒေသများကဲ့သို့ပင်ဝိုင်းဝန်း ွန်ဆန့်ကျင်ခဲ့ကြသည်သို့သောနိုင်ငံအနှံပြလနဲ့ကိုင်တော်လန်ရေးကြီးဖြစ်ပွားလာတဲ့အခါတွင်တော့အများစုသည်တုံနှိပါဝင်နေခဲ့ကြသည်ထို့အတွက်လည်းစစ်ကောင်စီလိုလားသည့်ဒေသလာဟုပင်မေကွန်းထုတ်စရာဖြစ်လာခဲ့သည်2024ကုန်ကန်ဤအထိဆက်အာနာရှင်တော်လန်လှုပ်ရှားမှုများသည့်အနေချင်းသာရှိနေခဲ့၍လည်း ARD တိုင်းသည့်စစ်ကောင်စီခန့်တဲ့ကြီးတဲ့ပွဲဖြစ်လာခဲ့သည် တရင်စစ်တရင်နဲ့ဖွဲ့စည်းထားသောအနောက်တောင်တိုင်းစစ်ဌာနချုပ်အမဲ66ခြေမြန်တက်မလန်အောက်ခံတရင်နေရင်ဟိုင်းနီကျွန်းရှိပမာဝရီရေတပ်ဌာနချုပ်အမဲလီမဟာဗျူဟာရေတပ်အုပ်စုများအခြေဆိုင်ရာဒေသလည်းဖြစ်သည်ပထဝီအနေထားများအရမရေတွက်နိုင်လောက်အောင်မြစ်ချောင်းများပေါ်များသဖြင့်လည်းစစ်တပ်မှအလွယ်တကူပိတ်ဆို့နိုင်နေသည် AR တိုင်းတွင်နေထိုင်သူတစ်စိတ်တစ်ပိုင်းသည်စစ်တပ်ကိုလူလာသူများဖြစ်နေပြန်၍တော်လိုင်းရေးတပ်ဖွဲ့များသည်အထူးသတိကြီးစွာထားရေးလှုပ်ရှားဖို့လိုအပ်လာသည် 2015နှင့်2020ရွေးကောက်ပွဲများတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်အများစုအနိုင်ရခဲ့သော်လည်း ARA တိုင်းတွင်မှအခြားသောဒေသများကဲ့သို့တောင်ပြိုကမ်းပြိုအနိုင်မရခဲ့ပေစံဖို့ပါတီသည်မဲအီအတွက်အတော်များများရရှိခဲ့သည်အကြံဖက်စတဲ့အားလက်နက်ဆွဲကင်တိုက်လို့ဒီအုပ်စုများသည်အနောက်ဆူဆူရှိရခိုင်ရုံးမနှင့်စစ်တောင်းမြစ်ရှိဘက်ကမ်းများစီသို့ဥတီထွက်ခွာခဲ့ကြပြီးအရကတံမတော်နှင့်ကရင်အမျိုးသားသမဂ္ဂလက်အောက်ခံလက်နက်ကင်တန်းများတန်းတွင်စစ်ပညာများအသေးသေးသင်ယူခဲ့ကြရသည်။ ယခုအခါတွင်တော့အားလုံးပြည်တော်ပြန်ခေစားတင်လာကြပြီဖြစ်သည်2024ခုနှစ်ကုန်ပိုင်းလတွင်အရကတမရော်သည်အေဟော်ရီနှင့်ရခိုင်နယ်ဆက်ရှိဂွားမြို့ကိုထိန်းချုပ်နိုင်ရန်တိုက်ပွဲများစတင်လာခဲ့မှုနှင့်အတူအေဟော်ရီစစ်မြေနာသည်တပ်ဝင်လှုပ်ရှားလာခဲ့သည်ကွာကိုအရကတက်မရော်မှာတင်ယူနိုင်ခဲ့ပြီးနောက်2025အစောပိုင်းတွင်ပြည်သူ့ကော်ရီတက်များနှင့်ຫນွေဦးတော်လိုင်း၏အဖွဲ့များသည် ARA တိုင်းအတွင်းသို့ခြေတက်လာနိုင်ခဲ့ကြသည် အရကတက်များနဲ့တူကွာမြတ်တာမကန်းစီရွာနေရကိုတင်ယူနိုင်ခဲ့သည်ရခိုကအပန်းဖြေစခန်းများရှိရာရွှေတောင်ရန်ချောင်းသာနှင့်ငွေဆောင်တို့ကိုချင်းချောက်လာနိုင်ခဲ့ပြီဖြစ်သည်အကျန်းဘက်စစ်တပ်မှရှေးဆက်တိုးမလာနိုင်ရန်ရွှေတောင်ရန်တွင်အခိုင်အမာခုခံကာဝယ်နေရသည်အင်းနဲ့ PDF တံများလေးထုတ်စစ်သည်တဖက်မှထွက်ပေါ်လာပြီးငတိုင်းချောင်းမြို့အရှိဘက်ရှိအမှတ်340အမြောက်တရင်အဦးတီတိုက်ခိုက်လာနေသည် ပြီးခဲ့သည့်လအတွင်းတာပေါင်းမျိုးရှိစစ်စခန်းတစ်ခုကိုသိမ်းယူနိုင်ခဲ့ပြီးအနီးအနားရှိခြေရွာများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ရှိခိုလာအတွင်းရေကြီးမြို့နယ်အတွင်းသို့တိုက်ပွဲများကူးဆက်လာနေပြီဟုသတင်းများကဆိုသည်။အေအေနှင့်ပူပေါင်းတပ်များသည်တာပေါင်းရှိကြီးလေးမြန်းနာငတိုင်းချောင်းမြို့နယ်များအတွင်းထပြိုင်နက်တဲ့ဆက်လက်တိုက်ခိုက်နေရင်းစစ်ကောင်စီသည်၎င်းတို့၏တစ္ဆာခံတပ်များကိုနေရာအနှံ့ဖြန့်ကျက်ချထားနေရသည်။ရှေးလျှောက်တိုက်ပွဲများသည့်ကံကြီးတော်ငဘူတော်မြန်အောင်နှင့်အင်ကပူမြို့နယ်များအတွင်းသို့ကူးဆက်လာဝဲရှိနေသည် ကရင်ပြည်နယ်တွင်စစ်တပ်နဲ့များပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်သော ARA တိုင်းသားတို့သည်အမျိုးသားညီညွတ်ရေးအစိုးရ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်များနှင့်အတူစစ်တောင်းမြစ်ကိုဖြတ်၍ ARA တိုင်းအတွင်းသို့ဝင်ရောက်လာနေသည် ARA PDF များနှင့်ຫນွေဦးတော်လှန်ရေးအဖွဲ့များသည်လင်းနှင့်လုံလုံဆင်းရဲအပင်ပန်းခံကရုံးကန်ခဲ့ကြရပြီးနောက်ယခုအခါမွေရဲမြေသို့ပြန်လာနိုင်ခဲ့ပြီဖြစ်သည်စတန်တဲ့ကလာကြမြင်စွာကပင် ARA ၎င်းနှင့်စိတ်ချလုံခြုံရသောနောက်တန်းခံတဲ့ခြေအဖြစ်ယူဆထားခဲ့ကြသည် ရှခုအခါရင်တော့တော်လိုင်းရေးတက်များသည့်ဒီမိုကရေစီနှင့်ကိုပိုင်ဆုံးဖြတ်ပြဋ္ဌာန်းနိုင်ခွင့်များအတွက်ရှေ့တန်းစစ်မြေနာအဖြစ်အသွင်ပြောင်းလဲလိုက်ပြီးဖြစ်တဲ့ပြည်သူတို့ရဲ့ခုခံတော်လိုင်းစစ်မုတ်ချအောင်ရမည်ဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့ကြောက်ကြီးမှာဘုံကျဲတိုက်ခိုက်ခံရလို့ဒေသခံလေးဦးတန်းရရဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင် ဖကိုးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်ကောင်စီတပ်ကပုံချဲတိုက်ခိုက်လို့တန်ကားတပါအပါဝင်ဒေသခံလေးဦးတန်ရရခဲ့တယ်လို့မက်လ26ရက်မှာကရင်အမျိုးအသားအစည်းအရုံး KNU ဘူကသတင်းထုတ်ပြန်ပါတယ်။ကြောက်ကြီးမြို့နယ်စင်ဟလရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတလိုင်းခင်ရွာကိုမက်လ25ရက်မှာဒရုန်းနဲ့ပုံချဲခဲ့လို့ကလေးနှုတ်အပါဝင်၃ဦးတန်ရရခဲ့တယ်လို့ဆိုပါတယ်။တန်ရရသူတွေဟာအသက်2နှစ်အရွယ်နော်မူကလေးဖော်အသက်6နှစ်အရွယ်နော်အဲကလေးဖော်နဲ့အသက်30အရွယ်နော်မူဒါရိုဖြစ်ပါတယ်သူတို့ဟာ နန်းစားရွာကနေစစ်ပေးရှာမှုတလိုင်းခင်ရွာကိုရောက်နေသူတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်ဒီပြင်အင်တိုင်းကုန်းရွာနဲ့လိမ်ပင်ရွာကြားကိုမက်လ24ရက်နေ့ညနေပိုင်းကလေရင်နဲ့ပုံစဲတိုက်ခိုက်ခဲ့လို့တန်ခါတပါဖြစ်တဲ့ဦးစံတော်ဘာသာတန်ရရခဲ့တယ်လို့ဆိုပါရယ်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ဗကိုတိုင်းပြောခွင့်ရသူဦးတင်ဦးကို IFA ကတယ်လီဖုန်းနဲ့ဆက်သွဲခဲ့ပေမဲ့အကြောင်းမပြန်ပါဘူး IFA ကပြုစုထားတဲ့စီရင်တွေအရအနာသိန်းချိန်ကနေ2025 match လ25ရက်ထိလေးချောင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေကြောင့်အရက်သား3939ဦးသေဆုံးခဲ့ပြီး6426ဦးတန်ရာရရှိခဲ့ပါတယ်။